မြန်မာနိုင်ငံအဝန်းကဆစ်ဆောင်ပြည်သူများကို အခြေခံပြီးဖန်တီးတင်ဆက်ထားတဲ့စက်ကူလီရင်ရုပ်ရှင်ကို ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကထိုင်းနိုင်ငံမဲဆောက်မြို့မှာပြသခဲ့ပါတယ်။ဒီရုပ်ရှင်ကကရင်ပြည်နယ်မှာဆစ်ဆောင်ပြည်သူများကိုအခြေပြုဖန်တီးခဲ့တာဖြစ်ပြီးရုပ်ရှင်ကရရှိတဲ့အကျိုးအမြတ်ကိုလည်းနိုင်ငံအဝန်းကဆစ်ဆောင်ပြည်သူများထံပြန်လည်စီစဉ်စေမှာဖြစ်တယ်လို့စီစဉ်သူများကပြောပါတယ်။အခုလက်ရှိဖြစ်ပေါ်နေတဲ့ပေါ့နော်ဒီကျွန်တော်နိုင်ငံအခြေအနေတွေကိုအခြေခံပြရတဲ့ ဇလန်လေးပါဒုတိယစစ်ပေးစစ်ဆောင်ဒေသအာနေလေရတဲ့လူတွေအတွက်ကိုအခြေခံထားတဲ့ဇလန်လေးပါဟုတ်ကဲ့ဒီရုပ်ရှင်ကိုမဲဆောက်မြို့မှာရုပ်ရှင်ပွဲချိန်နှစ်ချိန်ပြသခဲ့ပြီးရုပ်ရှင်အပြီးမှာလည်းပရိသတ်နဲ့ပွဲစီစဉ်သူများရင်းရင်းနှီးနှီးအမှတ်တရမိတ်ဆက်စကားပြောချင်းအစီအစဉ်များလည်းထည့်သွင်းစီစဉ်ခဲ့တာပဲဖြစ်ပါတယ်။နောက်တော့ကတကယ်ပဲဒုက္ခဆင်းရဲခြင်းမှရှိနေတဲ့မိခင်ရဲ့ကလေးလုံးဝမဟုတ်ဘူး။ ရုပ်ရှင်မှာအဓိကပါဝင်သရုပ်ဆောင်ကြသူများကရုပ်ရှင်သရုပ်ဆောင်များမဟုတ်ကြဘဲခံယူချက်အရပါဝင်စ조사ပေးကြတာဖြစ်ပြီးသရုပ်ဆောင်ပိုင်ဖြိုးသူအောင်မြင့်မြတ်ဣမီမီကိုဂျပန်ကြီးနဲ့ဝိုင်းကျော်ပြည်ကျော်အဆရှိတဲ့သရုပ်ဆောင်များကလည်းဇက်ပုံများအဖြစ်ပါဝင်ဝန်းရံတရုတ်ဆောင်ပေးထားကြတယ်လို့သိရပါဗျ။ဒီလိုမျိုးတရုတ်ဆောင်နိုင်ငံလို့ကိုကိုမချင်တော့ဘူးပေါ့နော်။ဒါပေမဲ့ ဒီဒေါ်လာရေးကာလမှာဒါတစ်စိတ်တစ်ပိုင်းအနေနဲ့ပေါ့နော်ကိုတက်နိုင်တာတက်နိုင်တာပတ်ဝန်းရအားတရာတစ်ခုနဲ့လုတ်ပေးလို့ရရဆိုရယ်စိတ်နဲ့ပဲဝင်ပါလိုက်တာပဲဟာစက်ကိုလေးရင်ရုပ်ရှင်ကိုစင်ကာပူနိုင်ငံမှာပြတ်တာခဲ့ပြီးယခုထိုင်းနိုင်ငံမှာပြတ်တာလျက်ရှိကထက်မှန်၍လည်းတခြားနိုင်ငံများမှာဆက်လက်ပြတ်တာဖို့စ조사နေကြောင်းရုပ်ရှင်ဖန်တီးသူကပြောပါတယ်ဒီပေါ်6ချိန်ကျွန်တော်တို့ချိန်ပေါ်ကျွန်တော်ကြာပြီးသွားပြီပေါ့နော်ဒီမှာတခြားနိုင်ငံတွေနဲ့ကျွန်တော်တို့ကလာကြတဲ့ခါမှာကျွန်တော်တို့ထိုင်းနိုင်ငံမှာလာကြတယ်ကိုမဲဆောက်ပေါ့နော် မဲဆောက်ကရတယ်မှာ first step ပါပြီးတဲ့ခါမှာကြားလို့ရှင်းတယ်ကျွန်တော်တခြားဟိုမြို့တွေမှာလည်းရှင်းပိုင်းတို့ဘန်ကောက်တို့မှာလည်းကျွန်တော်ပြဖို့ several season နေပါတယ်လို့တခြားနိုင်ငံတွေလည်းကျွန်တော်ဟိုပြကြပါတယ်ဟိုအထူးသဖြင့်ပေါ့နော်ကျွန်တော်တို့ဂီတာစုတွေဟိုရှေ့ကျေမျိုးရှေ့ကျွန်တော် Australia တို့အာ America တို့ပြီးတဲ့ခါမှာကြားလို့ရှင်းအဲ့လိုနိုင်ငံတွေလည်းကျွန်တော်ဟိုခွေးရမယ်ဆိုရင်ပြကြပါတယ်ဟုတ်ကဲ့ပါ